ကရဲယောက်ျားလေးအစ်စ်ကရဲပုံစံလေးနောက်ပြီးပေါ့ပေါ့ပါပါကရဲပုံစံလေးနဲ့ရောရှက်ပြီးတော့အဲ့ဒီမင်းသမီးလေးနဲ့ရောရှက်ပြီးတော့တီချာလေး presentation လုပ်ပြီးတော့တင်ဆက်ပေးထားတယ်။သူနဲ့ live ဖက်မဲ့ဟောင်းတော့ချစ်စရာလေးများစုပေါင်းထားရတဲ့တပင်ကာနာလေးများဖွဲ့စည်းထားရတဲ့တပင်အဲဒါဆိုအခုလို့ဆိုရင်တီးလုံးသံဒီအခုလို့ဆိုရင်ခုနောက်ဆုံးမဲ့ဆိုလို့ရှိလို့ရှိရင်ပတ်တံပေးရတယ်လေပတ်လုံးသံပေးပြီးမှဆိုတာဟိုအခုတင်လာတော့တင်ချင်ချချစ်ချာနာနာမတင်ရသေးတဲ့အတွက်ကြောင့်ပေါ့နော်ထိုင်ကနေတော့မကြသေးဘူးပေါ့ထိုင်ကနေကြကြတင်မယ်ဆိုလို့ရှိရင်တော့ခုနကပြောသူပေါ့ လောက်ကအခြေခံကျတင်လိုက်ပြီဆိုလို့ရှင်တော့မင်းလာပါခင်ဗျာအဲဟုတ်ကဲ့တပွဲကင်းကတော့ကျွန်တော်တို့မြေရန်ချင်းပါနေကြပါအဲ့တော့ဒီနေ့ကတော့ပို့ပြီးထူကြရတော့သဘင်ရုပ်ရှင်ဂီတကျွန်တော်ပွဲကင်းမှာတစောင်းနိုင်ပွဲတော်ကြီးမှာကျွန်တော်တို့ဖြောပြရတာเนาะအရင်ပဲပြောရှင်းစရာကောင်းတော့တကယ်ပွဲကင်းအတိုင်းဟိုမှာကျွန်တော်တို့ဇက်ပွဲတွေမှာကြည့်ရတဲ့အတိုင်းကိုကျွန်တော်တို့ဟိုတယ်ကြီးမှာเนาะခိုင်ခန့်တဲ့ရေဗီဟိုတယ်မှာကျွန်တော် ခန်းခန်းနာနာရဲ့အပြင်မှာလည်းတော့မုတ်မုတ်တွေတွေရောကစားရအကုန်လုံးစီစဉ်ထားပါတယ်။ကြည့်ရရလည်းတကယ်ကိုခန်းခန်းနာနာ setting တွေရောကျွန်တော် media state တွေနောက်ပြီးတော့ဆက်ကျွန်တော်တို့တပင်ရုပ်ရှင်ကိတာပူပေါင်းပါဝင်ဖွပြနေဆက်တဲ့သောင်းတိုင်းပွဲတော်ကြီးမှာပွဲကင်းကိုကျွန်တော်တို့လာစဉ်လာစဉ်တိုင်းကျွန်တော်တို့တင်ဆက်ဖို့တယ်အများကြီးစီစဉ်နောက်ပွဲတွေပွဲတွေရှိပါတယ်။အဲ့ဒီကြောင့်အခုဒီနေ့မှဆိုလေကျွန်တော်တို့တပင်ပိုင်းရောကျွန်တော်ပဲတာဝန်ယူထားပါဘောနော်အကုန်လုံးတပင်ရနေပြီးတော့ကျွန်တော်တာဝန်ယူပြီးတော့အဲအကတွေ sorry ဘိုင်းဒီ presentation ဘိုင်းနေအကုန်လုံးကျွန်တော်တာဝန်ယူပြီးတက်ပေးထားပါဗျ တို့တော့ရုပ်ရှင်ပိုင်းမှာဆိုလို့ရှိရင်လေရေစော်ဆိုင်ထက်ပါမယ်အဲအဲပြီးတော့ဟိုကိုထွန်းထွန်းတို့နော်ကိုချူချော်ဘိုးတို့ဘာအောင်မင်ဗျနော်နော်နိုရာတို့ဂီတာပိုင်းမှာတို့နိုရာတို့ဒဇင်ထူးမြင်းတို့နော်ယူရှင်ပါပါအောင်မင်းအဲ့တော့ကျွန်တော်တို့ဒဇင်ရုပ်ရှင်ဂီတာပူအောင်မြဖြုတ်ပြရတဲ့ပွဲရှိတဲ့အတွက်ကြောင့်အမတမပျော်စရာကောင်းသောပွဲလေးဖြစ်မယ်ပြည်သက်တွေလည်းအဲကြိုက်နေတတ်မဲ့ပွဲတစ်ခုလို့လည်းထင်ပါတယ်ဘာလို့လဲဆိုတော့တစောင်းနိုင်ပွဲတော်ကြီးမှာတစောင်းနိုင်ရဲ့ themes လေးပေါအောင်ကျွန်တော်တင်ဆက်ထားပါတယ်ပွဲခင်းမှုလာရောက်ချစ်ရပြည်သက်တည်းဟိုသိရှိနိုင်မှာဖြစ်ပါတယ်ဟုတ်အော် social tech ကသူကြိုးစားတယ်သူကဒီသဘင်ကိုသူတော်တော်ကိုဝါသနာပါလို့ပြောရမှာပေါ့နော်အဲကားလိုက်ရင်သူက talent ရှိတယ်သူစူးစမ်းတယ်မတန်ရင်လည်းတေချာလိုက်ပြီးတော့လေ့လာတယ်အခုဆိုရင်နှစ်ပါးသွားမှအခုရဲ့နှစ်ပါးသွားမှဆိုလေသူထက်ကတာလေသူ့ကိုတီးတန့်လေအထွက်နေနဲ့သူ့ကိုပေးထားတယ်တေချာလေးလည်းသူ့ကိုအဲ့ဒီအကလေးကိုလည်း ဟိုဖြစ်ကြဆန်းမကခိုင်းမင်းနေတိတိချာကိုအဲမြန်မာမှုအကလေးကိုမှအဲတကယ်ကိုအစ်စ်ကရဲ့ယောက်ျားလေးအစ်စ်ကရဲ့ပုံစံလေးနောက်ပြီးပေါ့ပေါ့ပါပါကရဲ့ပုံစံလေးနဲ့ရောရှက်ပြီးတော့အဲရမင်းသမီးလေးတွေနဲ့ရောရှက်ပြီးတော့တေချာလေး presentation လုပ်ပြီးတော့တင်ဆက်ပေးထားတယ်။ "तू ကရုပ်ရှင် model ဒီဘက် line ကလာတယ်ဆိုပေမဲ့ဒီသဘင်ကို तू ဝါသနာပါတယ်"သူစိတ်ဝင်စားတဲ့အတွက်လည်းအခုသဘင်အမှုပညာရှင်တယောက်နဲ့ဝန်တာ PD ဖြစ်ရပါတယ်လက်ကမ်းချူဆိုပါတယ်ဒီကလေးဒီအာ အောင်မြင်ကြောကြအောင်မယ်လို့လည်းပြောချင်ပါတယ်အဲ့လိုစူးစမ်းတဲ့ကလေးလေးတွေလည်းနောက်ထပ်အများကြီးပေါ်ထွက်ပါစေလို့ကျွန်တော်ပြောချင်ပါတယ်အားရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီစီစဉ်မှဆိုရင်ဇော်ဆိုင်တဲ့သူအများကြီးပါမယ်ဗျအဲပါမယ်ဆိုတာကဒီအခုနှစ်ပါးသွားမှပါမယ် main ကတော့ဒီပွင့်ရင်းတစ်ခုလို့ဆိုပွင့်ဆိုရတဲ့နှစ်ပါးသွားမှ main ပဲလေ main အချုပ်ကပွင့်ပြင်ပဲကျန်တဲ့ဟာရကတော့ကျွန်တော် breather ဆန်သွားတယ်ပေါ့နော် breather တွေ အာအဟိုဒီအကတွေပါမယ်အဆိုးတွေပါမယ်နောက်တေးသုပ်ဖော်တွေပါမယ်အော်ပရာဆန်ဆန်လေးတွေအော်ပရာမှာဆိုလဲစိန်မာသွင်ရဲ့ဟိုကပွဲကင်းမှာကိုစိန်မာသွင်ရဲ့ဟာတွေဟိုတင်ဆက်တာစိန်မာသွင်ရဲ့ဒီဟိုဘောနော်ဒီ break here opera ကြီးမှာဟိုတင်ဆက်မယ်ပေါ့ break here opera ကြီးကိုအဲဆိုဆိုင်တက်ကို break here မင်းသားလေးအတွင်နဲ့သူမြင်တွေ့ရမယ်ပြီးတော့မင်းသားအတွင်လေးလေးနဲ့မြင်တွေ့ရမယ်အဲ့အဲ့လေးကိုကိုတင်ဆက်ထားတယ်အဲ့တော့ ဟိုပြောချင်တာကဇော်ရှိုင်းတက်ကသူကစူးစမ်းမှုကတော့ပြောပြောရနေစမ်းမလို့ပေါ့ကျွန်တော်အကိုတို့ဘန်ကောက်သွားတော့ကလည်းသူတို့ပါတယ်အခုဒီပေါ်မှာလည်းသူတို့ခေါ်လာတယ်အဲနောက်ကျန်တဲ့ပိုင်းလေးမှာလည်းသူနဲ့ဆက်လုပ်ဆရာအပိုင်းလေးရှိပါသေးတယ်ဟုတ်ကဲ့နှစ်ပါးဟိုဘောနော်ဇက်တစ်ခုမှာနှစ်ပါးသွားနှစ်ပါးမပိုင်ချားဟာတယ်တဲ့နှစ်ပါးကမကောက်လို့ပြောခေါင်းဆောင်မင်းသားပါပြီဆိုရင်နှစ်ပါးသွားထွက်ကိုထွက်ရတယ်မထွက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့နှစ်ပါးသွားမှာဘာရှောင်းရံရှောင်းရံလို့လဲဆိုတော့အမ်မင်းသားမှန်ရင်ခုနလိုပေါ့အထွက်ကြီး ထွက်ကိုထွက်ရဆိုးကိုဆိုးရတယ်နှစ်ပါးထွက်ကြည့်ပေါ့အဲအဲ့ဒါဆိုပြီးရနဲ့ခွန်းတောက်ဆိုတက်ရတယ်မင်းသားမှာပြီးရင်ခွန်းတောက်ပြီးရင်မင်းဟိုမိတ်ဆက်တက်ရတယ်မင်းသမီးအခေါ်အပြောတွေလုပ်တက်ရတယ်ပြီးရင်နှစ်ပါးပေါ်မှာဒီပေါ်မှာရှိနေလူတွေအားလုံးရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံတွေအားအကုန်လုံးသူတို့ကိုတင် जा ပို့ချပေးရတယ်ပြီးတော့ညာစီးပဲမင်းသမီးမှာညာစီးပဲစီးမှာဆိုအဲ့လိုရှိတယ်ညာစီးစီမင်းမိန်းကလေးဒီခေါင်းဆောင်ထိုင်ရတယ်ပဲစီးစီဒုတိယမင်းသမီးထိုင်ရတယ် တို့တူပဲယောက်ျားလေးခေါင်းဆောင်မင်းသားကြီးပရိသတ်ရဲ့ဒီလိုကြည့်လိုက်ရှင်ညာဘက်မှာနေရတယ်လက်ထောက်တည်ဒီဟိုဘက်အဲ့လိုအဲ့လိုတွေကပြီးတော့ဆိုပြီးလို့ရှင်ခေါင်းနောက်ပါညာမင်းသားခေါင်းဆောင်မင်းသားထွက်လာပြီးရှင်ခေါင်းနောက်ဆိုတက်ရမယ်နေကြီးဆိုတက်ရမယ်ကတက်ရမယ် အခုနောက်ပိုင်းတော့ဟိုလိုက်လို့ကြာတော့အဟိုးရင်တော့အဲ့လိုမျိုးမရှိဘူးအထွက်ကိုထွက်ပြန်တယ်တန်းပြီးတော့ဒီလို wallet ပါတယ်အခုတော့နောက်ပိုင်းတော့ဖေးချပါတော့အဲအထွက်တွေထွက်တယ်ခွန်တောက်တွေဆိုလာကြတယ်အဲ Soka ID ရဲ့ဒါကျေးဇူးလည်းပါပါဘုံတော့ဒါလေးဟိုတင်တင်ချားလာကြတယ်နော်ရင်ချင်းမှုတက်ကူကကလေးလေးလည်းတင်ချားလာကြတယ်တို့ကြောင့်အထူးပဲကျေးဇူးတင်တယ်အဲ့တော့မင်းသားမှန်လို့ရှိရင်ဒီနှစ်ပါးသွားကမပါလို့မရဘူးဇက်မာနှစ်ပါးအငိမ့်မာဆိုလို့ရှိရင်မင်းသမီးဇက်မာဆိုလို့ရှိရင်မင်းသားအဲ့လိုပေါ့နော် အငိမ့်ကဆိုတော့အငိမ့်မြင်သမီးမကလို့မရဘူးလေစိတ်ရှိုးနေဟိုပြီးပြီးသွားလို့မရအဲ့သဘောပါပဲအဲ့ဒါပါဟုတ်အဲဘလို့ခက်ခဲလို့ရှိနိုင်မလဲဆိုတော့ तू ကကြတော့ तू အတန်မဆိုးရတယ်ဒါပေမဲ့ तू အတင်ပေးရတာပေါ့အဲ तू ဘလို့ဆိုရမလဲဒီအခုခွန်တောက်ဆိုမဲ့ဆိုတော့ तू လှုပ်လှုပ်ကြည့်ခိုင်းထားပါရဲ့ခွန်တောက်လေးလည်း तू တင်ပေးထားရကြဒါပေမဲ့ဒီပွဲမှာတော့ तू လုတ်တော့လုတ်ခိုင်းရတယ်အရှင်ပြင်းတော့ तू စူပြပါလိမ့်မယ်အဲ့ဒါလေးလည်းလုတ်ခိုင်းရတယ်ပြီးတော့တခြင်းမှာဆိုလို့ရှိရင်သူ့ရဲ့ဟို နှစ်ပါးအထွက်တချင်းလေးဒါပေမဲ့ခစ်ဆန်ဆန်လေးပါဒါလေးကတော့ခစ်ဆန်ဆန်လေးနဲ့သူ့ကိုလှုပ်ပေးထားတယ်။နေကြီးလေးပါရေကတော့သူ့ကိုမတင်ရသေးဘူး။ခလေးကလောလောဆယ်မှာတော့သူ့ကိုတင်ပေးထားတာဒီအကိုတို့တင်လာဒီနှစ်ပါးလေးကိုသူတို့ကတ်တက်အောင်လောလောဆယ်မှာ အကာလေးကိုကနိုင်အောင်လောက်ပဲတင်ပေးထားတယ်။ဒီကြကာကနာနာကြက်ကြက်နဲ့နဲ့တင်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံး3-5လယူရတဲ့အချိန်တော့တင်ပေးရမှာ။အဲ့မဲ့သူဒီအချိန်တော်တွင်းမှာဒီလောက်လေးလုံနေတာဒါသူချီချူရမှာပေါ့နော်ဟုတ်ကဲ့အဲဘလို့ဆိုအဲဟောတော့အခုဆိုလို့ရှိရင်သူ့ကိုတင်ပေးတာတော့အဲဟိုသူနဲ့ live ဖက်မဲ့ဟောတော့ချစ်စရာလေးများစုပေါင်းထားရတဲ့သဘင်ကာနာလေးများဖွဲ့စည်းထားရတဲ့သဘင်အဲဒါဆိုအခုလို့ဆိုရင်ဒါတီးလုံးတန်ဒီအခုလို့ဆိုရင်ခုနောက်ဆုံးမဲ့ဆိုလို့ရှိရင်ပတ်တန်ပေးရလေပတ်လုံးတန်ပေးပြီးမှ ဆိုရတယ်အခုလိုဒါချက်ချင်းဆိုလဲသူတို့ဆိုဒါမျိုးမရဘူးเนาะအဲ့ဒါမျိုးဆိုနိုင်အောင်ဒါဆိုတော့သူတို့တော်တော်ကြင့်ပေးရမယ်သူလည်းအဲ့လိုပြောထားတယ်နေလေးဆိုကန်သေးတယ်ကတော့ပြီးတိုင်းနဲ့သူပတ်လုံးနဲ့ပေးလိမ့်မယ်အဲ့အတိုင်းလေးလိုက်နာထောင်ကြီးဆိုအဲ့ဒါလေးတော့တင်ပေးထားပါတယ်အဲဘလူလေးလာမြင်ပြီလဲဆိုတော့ဒါဘလူပြောမယ်ဒီအခုကလူငယ်တယောက်အနေနဲ့တပင်းကိုဝါသနာပါဆိုအခုအနေနဲ့ချီးကျူးတာပျော်လဲပျော်တာပေါ့ဝမ်းလဲဝမ်းသာဖြစ်တော့ဒါကလို့တပင်းမင်းသားတွေရှားလာတဲ့အချိန်မှာဒီလိုမျိုးခေလူငယ်တယောက် ောက်ပြီးတော့ model ပြီးတော့သူကရုပ်ရှင်ဘက်ကလူတယောက်ကတပင်ကိုဝါသနာပါရဲဆိုတော့ဝမ်းသာတာပေါ့ဗျဟုတ်ကုနာတာဒါဆိုတော့အကိုတို့ဒါနောက်မျိုးဆက်ခေါ်ပါအကိုတို့က lesson ကမ်းပြီ lesson ကမ်းတော့ lesson ကမ်းတည်ဆောင်တဲ့လူတွေအကိုတို့ပဲသူတို့နောက်ထပ်မျိုးဆက်လေးတို့ထပ်ပြီးတော့လာမဲ့လူတွေအဲ့လို lesson ကမ်းတဲ့အကိုတို့မှသင်ကြားပို့ချပေးရမယ်ပြီးလို့ရှိလို့ရှိရင်သူတို့ရဲ့လိုအပ်ချက်လေးတွေဘာလိုအပ်လဲအကိုတို့ကဖိမရမယ်ကြီးရှုရမယ်အကိုတို့လည်းအကိုတို့လည်းကိုယ့်ရဲ့မိသားတဲ့လူတွေရှိတယ်တို့တူပဲအကိုတို့ဆရာလည်းသူတို့မှထပ်ပြီးအပေါ်မှာရှိဒီလိုပဲအဲ့လို lesson 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 ကမ်းပြီးတော့မှ အကိုတို့သဖြင့်ပညာတိတ်မြောင်းလေးနဲ့နေပါတယ်နော်လိုရဲ့မြောင်နဲ့လေခက်မြစ်ကိုအကိုတို့ကဒေါင်လိုက်ဖြတ်ခွင်းချက်ချင်းရောအလျားလိုက်ကြီးကူးနေဘယ်တော့မှမရဘူးဆုံးငန်းမတိုင်ဘူးပြမကူဆံဝိုင်းရတာဝိုးဝေးရအဲ့လိုပဲနော်အကိုတို့ပညာဒီလုံးဝခဲရင်ပါတယ်အဲ့လိုပညာကိုမှသူလေးလာလိုက်စားရတယ်လေဝမ်းသာပီတိဖြစ်ပါတယ်အကိုတို့ကလည်းသူတို့ရဲ့ဝါသနာပါမှုကိုလည်းအကိုတို့ကချီးမြှင့်ချီးမြှင့်ပေးဖို့မျှော်စားပေးဖို့ကအကိုတို့ရဲ့တောင်းဝန်ပါဟုတ်ကဲ့အော်ဘလူးဆုံးပဲသူ့ကိုအခုတင်တာတော့တည်ချင်ချာချစ်ချာနန်းနာမတင်ရသေးတဲ့အတွက်ကြောင့်ပေါ့နော်ထိုင်ငံတိုင်းတော့မကြသေးဘူး ထိုင်ခနေကြကြတင်မယ်ဆိုလို့ရှိရင်တော့ခုနပြောသူက3လလောက်ကအချိန်ခံကြတင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီကလေးဒီတေချာကတက်သွားလိမ့်မယ်။ဘာလို့ဆိုတော့ဒါပါမီနဲ့လည်းသက်ဆိုင်တယ်။အခုတို့ကကြတော့ဆွေစဉ်မျိုးဆက်အခုကအဟိုးစဉ်ဖြစ်တဲ့အတွက်ကြောင့်မျိုးဆက်ငယ်ရဲလည်းကတဲ့အတွက်ကြောင့်ကိုရသည်ဆရာတင်းလည်းကတာတင်ခဲ့တဲ့ဆရာတင်းကြီးမှုကဆရာကြီးဖြစ်တယ်။တေချာလည်းတင်ခဲ့တယ်။အဲ့ဒီအတိုင်းပါပဲ။သူဒီဝန်သားအရင်ကပါပြီးသားဖြစ်တယ်ပါရမီဗီဇသူပါလာလို့ရှင်တက်မြောက်ဖို့လွယ်ပါတယ် ုတ်ကဲ့အချိန်ဘလောက်တိတ်မရှိပြဒီဘန်ကောက်ပွဲတော့ရတဲ့သူဥရှိတို့တော်မိုးတွေပါကခဲ့အမှန်တိုင်းအဲပြောလို့ရှိရင်ပြီးခဲ့တဲ့အဲတချံပြီးတော့သူဒီပွဲအတွက်ဆိုလို့ရှိရင်တော့တလားလောက်တော့အချိန်ခဲ့တယ်ပေါ့ဟုတ်ကဲ့အဲဘလောက်ရခိုင်နှုန်းတိကျင်းတယ်လဲအခုဆိုရင်တော့50 50ပေါ့အဲ50 50ဆိုကျင်းတတ်ပါတယ်ဘာလို့လဲသူ့ရဲ့ကြိုးစားမှု50ရောင်းကျင်းတယ်ကျင်းတဲ့ဟာကတော့သူ့ရဲ့မတက်မြောက်သေးတဲ့ဟာအတွက်50ရောင်းလို့လိုအပ်ချက်ရှိသေးတယ်ပေါ့အဲဒါလေးပါဟုတ်ကဲ့ဒီလာကြည့်မယ်ပြိတ္တိတွေကျွန်တော်တို့ဒီဇိုင်းနိုင်ပွဲတော်ကြီးမှာကျွန်တော်တို့သဘင်ရုပ်ရှင်ဂီတပြုလို့ဖြောပြတယ်အဲ့တို့ကြောင့် ကျွန်တော်တို့တစောင်းတိုင်းညရဲ့เนาะအဲတဖွေးညလိုပြောလို့ရတယ်တစောင်းတိုင်းဘွဲ့တော့ညလိုပြောတယ်တစောင်းတိုင်းဘွဲ့မှာကျွန်တော်တို့မြမရိုးရာဒလိထုံးစံဘုံကထိန်နေเนาะလှဲကြတယ်ပြုတ်ကြတယ်ဒါကျွန်တော်တို့ရဲ့မြမရိုးရာဒလိပါเนาะအဲကျောင်းမှာတိန်နဲ့เนาะကထိန်မှာတင်ငန်းเนาะအဲ့တော့ကြောင့်အမတမထူးမြတ်တဲ့ကောင်းမွန်တဲ့တစောင်းတိုင်းဘွဲ့မှာကျွန်တော်တို့ပွဲခင်း everyday ဟိုတယ်မှာကျွန်တော်ပြောပြောရှင်တပင်ရုပ်ရှင်ဂီတအမှုပညာ ဒီလိုညီကိုမားတွေပျော်ပျော်ရွှင်ရွှင်တင်ဆက်တဲ့ပွဲတော်ကိုလာရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်။နော် application ကနေလွှင့်လို့လည်းကြားပါတယ်နော်။အဲ့ရန်လည်းကြည့်လို့ရပါတယ်။ရက်ဝေးရောမြန်မာနိုင်ငံတဝမ်းလုံးမှာရှိကြသောရက်ဝေးပြည်သူများပြည်သူတွေကနေတော့အားပေးရမြောက်စားတဲ့ကျွန်တော်တို့အမှုပညာရှင်တွေကိုအားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။ကျေးဇူးပါ။